ဆလပိုင်းတမရာဟောင်းရိုဒရီယိုဂူတာတေးကိုလူသေးဆုံးမှုများပြားခဲ့တဲ့မူရစ်ဆေးဝါးနှိမ်နင်းမှုတွေနဲ့ပတ်သက်လို့နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC ကထုတ်ထားတဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုဆိုင်ရာဖန်ဝန်းအရာဖန်ဆီးခံလာရပါတယ်။အသက်89နှစ်အရွယ်တမရာဟောင်းဒူတာတေးရဲ့မူရစ်ဆေးဝါးနှိမ်နင်းမှုအတွင်းဆင်းရဲသားအများစုပါဝင်တဲ့လူထောင်ပေါင်းများစွာဟာမူရစ်ဆေးရောင်းဝယ်မှုနဲ့ဆက်ဆက်ကြောင်းအထောက်အထားမရှိဘဲရဲတပ်ဖွဲ့ဝင်တွေရဲ့တပ်ဖြတ်တာခံခဲ့ရတယ်လို့လူခွင့်ရေးအဖွဲ့ကဆွဆွဲခဲ့ပါတယ်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့လူသက်မှုဆွဲချမ်းတဲ့ဒူတာတေးကို ICC ကဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ဒူတာတေးကိုဟောင်ကောင်သို့ခေတ္တသွားရောက်ပြီးပြန်လာချိန်မနီလာမြို့ရှိနိုင်ငံတကာလေးစိတ်မှာဖလပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ဒူတာတေးကို ICC ရဲ့တရားဝင်ဖမ်းဝရမ်းမိတ္တူနဲ့မနီလာအင်တာပိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာဖြစ်တယ်လို့သမ္မတရုံးကပြောပါတယ်။ သမရဟောင်းနဲ့သူ့ရဲ့အဖွဲကိုဖမ်းဆီးပြီးတဲ့နောက်ကျမကြီးစစ်စစ်မှုတွေလုပ်ပြီးတော့ကျမကြီးကောင်းမွန်ချောင်းတွေ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။သူ့အနေနဲ့ဖမ်းဆီးခံရမယ့်ကံကြမ္မာပါလာရင်ဖမ်းဆီးခံဖို့အသင့်ပဲလို့ဟောင်းကောင်မှရှိတဲ့ဖိလစ်ပိုင်အလုံသမားတွေကိုဒူတာတီကပြောကြားခဲ့တာပါ။ဒူတာတီလက်ထက်ကဖိလစ်ပိုင်ကို ICC ကနေနှုတ်ထွက်စေခဲ့ပြီးဖြစ်ပေမဲ့ ICC ကဖိလစ်ပိုင်အပေါ်တရားစီရင်ခွင့်ရှိတယ်လို့ပြောဆိုခဲ့ပါရယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးလူမလိုက်မိသားစုနှစ်ခုဖြစ်တဲ့လက်ရှိသမ္မတမာကိုစ်နဲ့ဒူတာဒီမိသားစုတို့ကြားထိတ်တိုက်တွေးမှုတွေပုံများလာချိန်မှာဒူတာဒီဖန်ဆီးခံရတာဖြစ်ပါတယ်။သူ့ရဲ့သမီးလက်ရှိဒုတိယသမ္မတဆာရာဒူတာဒီလည်းအကျင့်ပြတ်ခြားစားမှုသမ္မတမာကိုစ်နဲ့အပေါင်းပါတွေကိုတက်ပြတ်မယ်ဆိုတဲ့ချိန်ချမှုတွေအတွက်စွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။ဒူတာဒီကိုဖန်ဆီးမှုဟာနိုင်ငံရေးအရာလက်ဦးမှုရယူတာဖြစ်တယ်လို့လည်းလေ့လာသူတွေကပြောပါတယ်။